ညစီမပိတ်တယ်များအားလုံးပဲမင်္ဂလာပါခင်ဗျာညစီမရဲ့တီးတန်းတွေးဆုံမေးမြန်းခန်းကနေကြိုကြိုပါရယ်အခုတစ်ခေါက်တီးတန်းတွေးဆုံမေးမြန်းခန်းမှာတော့ပြည်သူ့မြောက်ရေးတပ်မတော် PLA ရဲ့အထွေထွေတွင်းရေးမှုဒေါ်နေနီကျော်ကိုပြည်သူ့မြောက်တပ်မတော် PLA နဲ့တိုင်းဒေသနဲ့ကန်အဖွဲ့တွေ NUG နဲ့ဆက်ဆံရေးကဘလို့ရှိပါလဲမြေပြင်မှာစစ်စင်ရေးပေါ်ဆောင်ရင် PLA အနေနဲ့ဘလို့အခက်အခဲတွေရင်ဆိုင်ကြုံတွေ့နေရပါလဲ ဒါကိုတော့ကျွန်တော်တီးတန့်ဆက်သွယ်မေးမြန်းခန်းမှာအထွေထွေတွင်းရင်မှုတော်နေနေကြောကိုဆက်သွယ်မေးမြန်းထားပါရခင်ဗျာဟုတ်ကဲ့ဆရာမရဲဘော်တော်နေနေကြောမင်္ဂလာပါခင်ဗျာဟုတ်အော်မင်္ဂလာပါရှင်ဟုတ်ကဲ့ပါဆရာမကျွန်တော်တို့ကတော့ဆရာမကိုဒါအရင်တည်းအထူးတလည်းမိတ်ဆက်ဆရာမလို့ပြင်မဲ့ဒီကြီးစုနေကြတဲ့မျိုးစိမပိတ်သက်တွေမတည်တည်တဲ့ပိတ်သက်တွေတည်ရအောင်ဆရာမဒီနေကိုကိုပြန်မိတ်ဆက်ရင်းနေပေါ့နော် ကျွန်တော်တို့ဗမာပြည်ကွန်မြူနစ်ပါတီဘကပကဘာကြောင့်ဟိုပါတီဘကပကိုဆ iamo နေနဲ့ဘာကြောင့်ဝင်ရောက်ဖြစ်တာလဲအဲ့ဒါဒီအချင်းချုပ်ကြီးပြပြပေးပါဦးဆ iamo ဩဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်မနာမည်ကရဲဘော်နီနီကျော်ပါဟော People Liberation Army ပေါ့နော်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့အထွေထွေတွင်မှုပါဟုတ်ကဲ့ဟိုကျွန်မဘာဖြစ်လို့ဒီဗမာပြည်ကွန်မြူနစ်ပါတီပေါ့နော်ဟိုတော့ရန်သူကပုံဖြတ်ပြီးခေါ်တာဘကပဆိုပြီးခေါ်တာပေါ့နော် အဲ့ဒီပါတီကိုဘာဖြစ်လို့ဝင်ခဲ့လဲဆိုတော့ပါတီဝင်ဖြစ်ခဲ့တာလည်းနှစ်30ကျော်ပြီပေါ့နော်ဘာဖြစ်လို့ဒီပါတီကိုရွေးချယ်ပြစ်ခဲ့လဲဆိုတော့အဲကျွန်တော်တို့ငငယ်လေးတော့ကလည်းဒီအော်သမိုင်းတွေမှာသင်ခဲ့ရတယ်ပေါ့နော်ဒီ passage ဂျပန်ကိုတော်လှန်ခဲ့တာဘုကြောင့်ဘုကြောင့်ဆန်းတို့ကအရင်ဆုံးတည်ထောင်ခဲ့တယ်ဒီပါတီကိုပေါ့နော်နောက်အဲသမိုင်းဆင်လာကြီးတဲ့ခေါင်းဆောင်တွေအဆက်ဆက်ကတော့ passage ဂျပန်ကိုလည်းအောင်မြင်တော်လှန်နိုင်ခဲ့တယ်အဲအင်္ဂလိပ်တွေကိုလည်းတိုက်ထုတ်နိုင်ခဲ့တယ်ဆိုတော့ ီဒီလူတို့အတွက်နည်းများတဲ့အတွက်တောက်လျှောက်ဟိုတော့မြအောင်လုတ်ပေးခြင်းနဲ့အဖွဲပေါ့နော်လုတ်ပေးမဲ့အဖွဲဆိုတာကလည်းယုံကြည်ရပေါ့နော်အဲဗိုလ်ချုပ်တို့တွေဦးဆောင်ခဲ့တဲ့အတီလည်းဖြစ်တယ်ဆိုတော့အဲဟာကိုယုံကြည်တဲ့အတွက်ကြောင့်တကယ်ပြည်သူလူတို့အတွက်အပြိနိုင်ခံနည်းများတဲ့အတွက်ပေါ့နော်လူမျိုးပေါင်းစုံပြည်သူလုံးမြအောင်လုတ်ပေးမဲ့အဲပါတီလို့ယုံကြည်တဲ့အတွက်ကြောင့်ပေါ့နော်ဒီပါတီကိုကျွန်မဝင်ပြတာပါဟုတ်ကဲ့ ဟုတ်ကဲ့ပါဆရာမဆရာမဒီအခုဆိုရင်ပေါ့နော်ဆရာမရဲ့ဆရာမကပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပေါ့နော် PPLA မှာလက်နက်ကင်တပ်မှာလဲပေါ့နော်အထွေထွေအတွင်းရေးမှူးတာဝန်ကိုယူထားရတယ်ဆိုတော့အဲ့အထွေထွေအတွင်းရေးမှူးတာဝန်ကဘာရီစီဇန်ဆောင်ရွက်ရလဲပေါ့နော်အဲ့ဒီတာဝန်မှာဆရာမအနေနဲ့ဘာခက်ခဲရှိလဲပေါ့နော်အဲ့ဒါလေးဖြေကြားပေးပါဦးဆရာမအဲဒီအထွေထွေတွင်းမှူးတာဝန်ကိုယူရတာကဒီကျွန်တော်တို့ community party အဲရဲတန်းတလျှောက်လုံးမှာလဲထွေထွေတွေးမှုနေရာကိုမျိုးသမီးတွေဟောတက်လှမ်းလာတာမတွေ့ရဘူးပေါ့နော်အများစုကတော့မျိုးသားတွေပဲပေါ့နော်ဥက္ကဋ္ဌတို့တွေးမှုတို့နေရာတွေမှာပေါ့နော်ဒါပေမဲ့ကျွန်မကဒီခေချင်းနေရရဲ့ပေါ့နော်ဒီကျွန်မတို့ပါတီဝင်တဲ့မြင့်နဲ့ရဲဘော်တွေနိုင်ငံရေးဖြတ်တန်းမှုရှိတဲ့မျိုးသမီးအဲကေတာတယောက်နေနေပေါ့နော်အဲကျွန်မဒီအထွေထွေတွေးမှုနေရာကိုအော်ဝင်ရောက်ပြီးတော့တာဝန်ထမ်းဆောင်တာပေါ့နော်ငဘိုးတဲကွာလဲကျွန်မတို့က အဲဒီဒီ PL ကိုပြန်ပြီးတဖန်ပြန်လည်မွေးဖွားဖို့ပေါ့နော်ပြန်လည်တည်ထောင်တဲ့အချိန်မှာအဲကျွန်တော်တို့ကဒီ founder အနေနဲ့လည်းပါခဲ့တယ်ပေါ့နော်ဒီအဲဒီထူးထူးတင်းမှုတာဝန်ထမ်းဆောင်တဲ့အခါမှာကျွန်မမှာကအဲဘာလို့လောက်ရလဲဆိုရင်ပေါ့နော်အဓိကအဲ့တော့ဒီတက်ပေါ့နော်ဒီတင်နန်းနေပြီးတဲ့အချိန်မှာရဲဘော်တွေအစင်တပြေတင်နန်းနေတက်အောင်နိုင်အောင်ပေါ့နော်စိတ်တဲ့ဘိုင်းဆိုင်ရာတွေရောဒီနိုင်ငံရေးဘိုင်းလိုအားဖြည့်ဆည်းပေးတာတွေရော အဲဒီလိုပေါ့နော်စစ်စီဒီတင်တန်းတက်တဲ့အချိန်မှာသူတို့ခဏရင်ရှိအောင်ပေါ့စိတ်သက်ပိုင်းအရာပေါ့နော်ဒါကြတိအိမ်လွမ်းနာတော့ခဏရင်မရှိတာလေဆိုတော့ကျမတို့ကဟိုဟိုဘယ်လိုကောင်းမလဲဟိုသူတို့အားပေးရတာပေါ့နော်နိုင်ငံရေးရတတ်မှတ်ပေးရတယ်ဒါကြတာအားအိမ်ရန်ပြောင်းခြင်းနဲ့ဘာညာဖြစ်ရင်မဟုတ်ဘူးဒီလိုပါရမယ်အလန်းချောင်းတက်ပေးရပါနော်အဲအဲ့လိုမျိုးတွေလုပ်တယ်တချို့မိန်းကလေးတွေဆိုဒီတင်နန်းပတ်စင်တက်တက်ကပါတယ်ဒါပေမဲ့ယောက်ျားလေးတွေလည်းတော့ပိုခံနိုင်ရှိတဲ့ မင်းကလေးတွေပေါ့နော်ကျန်းကျန်းမာမာနဲ့စိတ်ကောလူပေါ်မှာပြီးတက်နိုင်တဲ့မျိုးသမီးရဲဘော်တွေလည်းတွေ့ရတဲ့အတွက်ကြောင့်အကုံယုံမိရဲပေါ့နော်အဲနောက်ဆစ်စင်ကြီးပလန်နေဆွဲတဲ့အခါမှာလည်းအဲကျွန်တော်တို့ဝင်ပြီးတော့ပေါ့နော်အဲဘယ်လိုဖြစ်တဲ့နဲ့ဆိုတော့ဝင်အကြံပေးတာဝင်ဆွဲတာအမျိုးတွေလောက်တာပေါ့နော်အဲတခုခုဟိုဒီမဟာမိတ်တွေနဲ့ဆက်ဆံရေးဒီအဆင်ပြေအောင်ပေါ့နော်မဟာမိတ်တွေနဲ့ဆက်ဆံရေးဒီအဆင်ပြေအောင်ချိတ်ဆက်မိအောင်ဒီလက်နက်ခဲယမ်းပါ냐ရရှိဖို့ အဲဒီပေါ့နော်အဲ့ဒါကြီးဆိုရင်အဓိကကျွန်တော်တို့ဆောင်ရွက်တယ်ကျွန်မဆောင်ရွက်တယ်ပေါ့နော်ပါဝင်ဆောင်ရွက်တယ်နောက်တစ်ခုကဒီပြန်ချားရေးနဲ့ပတ်သက်လို့ပေါ့နော် ပြန်ချားရေးနဲ့ပတ်သက်လို့လည်းကျွန်မတို့အဲဒီအဲဒီ PDL မှာပေါ့နော်ပထမပိုင်းတော့အားနေနေတာရှိတယ်ပေါ့နော်ဒီလူတို့နဲ့တရင်ဆက်တီးပြန်နေတယ်ဟာနေတာရှိတယ်အဲ့ချိန်မှာကျွန်တော်တို့ပြည်တုံညာနှစ်ခုဆက်စီဖြစ်လာတဲ့အခါမှာ အဲဒီကျမတို့တင်ထုတ်ပြန်မှုတွေကနည်းနည်းနောက်ကျနေတယ်ကျမတို့ရဲဘော်တွေကတကယ်အရှိမအသေးခံတက်ပြီးပြီးတိုက်နေပြီမဲ့တင်နေပါဝင်မီဒီယာဘော်တက်တဲ့နှောင်းပေါ့နော်လူတို့သိတဲ့နှောင်းကအရန်နေတယ်ပေါ့နော်အဲအကြောင်းမလို့ကျမတို့ကတင်နေမှန်ကန်တဲ့တင်နေပေါ့နော်အချိန်မီထုတ်ပြန်နိုင်မှုနောက်မီဒီယာတွေနဲ့ချိတ်ဆက်ပြီးဆောင်ရွက်နိုင်မှုအတွက်ကျမကဒီပေါ့နော်ဟိုလူတို့တွင်းမှုတယောက်အနေနဲ့ဒီပြန်ကြားရေးမှာဝင်ပြီးတော့ပူးတွဲတာဝန်ယူပြီးတော့ထမ်းဆောင်ခဲ့တယ်ပေါ့နော် နောက်ကြီးအခုရဲဘော်တွေပေါ့နော်တိုက်ပွဲမှာဥမာဆက်သွားတာပဲဖြစ်စေသူတို့တွေဒဏ်ရာတွေပဲရတာပဲဖြစ်စေကိုလက်ရင်ကပေးဆက်တယ်ဆိုရင်သူတို့ဟိုစိတ်ဓာတ်အကြမတော်အောင်ပေါ့နော်သူတို့ကောင်ဆယ်လင်းလုပ်ပေးတာမျိုးတွေပေါ့နော်ကျွန်မလည်းစိတ်ပညာတွေတငယ်ဘူးတယ်ဆိုတော့အဲသူတို့ကောင်ဆယ်လင်းလုပ်ပေးတာတွေအားပေးတာတွေနိုင်ငံရေးရလူမှုရေးရပေါ့နော်စိတ်ပညာပိုင်းရတွေသူတို့အားပေးတာတွေအဲသူတို့တက်နေလောက်နွနွထွထွစောင့်ရှောက်ပေးတာတွေစကားတွေပြောဆိုပေးတာတွေအဲ့လိုလုပ်တယ်နောက်ပြီးတော့ရဲဘော်တွေ စီကံပိုင်းတွေချိုယွင်းတာတွေတိမ်းဆောင်းတာတွေရှိရင်လည်းအဝင်ထိန်ပေးတာရှိတယ်။တခါကျရင်အလွန်ကြုံနေအဖြစ်ပေးလိုက်တာတွေဖြစ်မှာဆိုလို့ဝင်ထိန်နာမျိုးတွေပေါ့နော်။နိုင်ငံကြီးကတိမ်းဆောင်းတာတွေမဖြစ်အောင်ဝင်ထိန်ရတာတွေအဲ့လိုမျိုးတွေလုပ်ရတာရှိ။ဟုတ်။ဟုတ်ကဲ့ဆရာမအခက်ခဲရောဘာအမြန်ရှိမလဲမသိဘူးဆရာမအနေနဲ့ပေါ့နော်။ဟုတ်ကဲ့အခက်ခဲရကြတော့ဘယ်လိုဖြစ်လဲဆိုတော့အဲအများသောအားဖြင့်ဗမာပြည်ရဲ့လူ့အဖွဲ့အစည်းပေါ့နော်။ကဘာမှာရောပဲအမျိုးသမီးတွေကို နေရာပေးမှုကနည်းတယ်ပေါ့နော်ဘလောက်ခင်မီတိုးတက်ပါတယ်ဆိုတဲ့နိုင်ငံတွေမှာပဲဖြစ်ဖြစ်အမျိုးသမီးတွေနဲ့မျိုးသားတွေနဲ့ရှင်လာရဲ့မျိုးသမီးတွေကဟိုလစာပိုင်းနေတာတို့ပေါ့နော်အလုပ်ချင်းတူနေတော့မှတချို့လုပ်တွေအမျိုးသမီးတွေကိုကန့်သက်ခံရတာတွေဘာသာရေးပိုင်းတွေကန့်သက်ခံရတာတွေလူမျိုးရေးပိုင်းတွေကန့်သက်ခံရတာတွေအများကြီးရှိရပေါ့နော်အဲ့ကြားထဲမှာဆိုထီတက်တွေထဲမှာလည်းအဓိကအမျိုးသားတွေဖြစ်တယ်ပေါ့နော်မျိုးသားတွေဖြစ်တယ်နောက်ခုကလည်းလူငယ်ပိုင်းတွေပေါ့မျိုးဆက်တက်ကျမတို့နဲ့ဆိုမျိုးဆက်က ဟော20လောက်กว่าနေရပေါ့နော်20 10ကျော်กว่าနေတဲ့မျိုးဆက်တွေရဲပေါ်ကြီးဆိုတော့တခါကြတွေးတာတွေပေါ့နော်အဲဒီလိုပေါ့မျိုးဆက်กว่าတဲ့ပုံမှာတခါကြလို့ရှိရင်လူကြီးတွေကဟိုတို့ငါတို့လောက်မသိပါဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်လူငယ်တွေမှာတခါလေးကြထဲနာတွေရှိတာပေါ့အဲပြောတဲ့စကားတွေကိုသူတို့ကအဲတိတ်နားမထောင်ရတာမျိုးတွေပေါ့စတော့ကပေါ့ဗျနော်အဲလိုမျိုးတွေရှိတယ်နောက်မျိုးသမီးတယောက်အန်ကာဒီလိုထိတ်နေရာတွေတက်လာတဲ့အခါမှာအဲခေါင်းဆောင်အနေနဲ့သူတို့အလွယ်တကူ အတိမတ်မပြုကျင်တာမျိုးတွေရှိတာပေါ့နော်။ဒါပေမဲ့အဲ့ဒါတွေကိုတဖြည်းဖြည်းနဲ့ကျော်ဖြတ်လာတဲ့အခါမှာကျမတို့ရဲ့ပါတီဝင်တဲ့ရဲ့ကျမရဲ့ပေးဆက်ဆွံ့လို့မှုတွေပေါ့နော်။အဲသူတို့ကိုလည်းပြောပြရတယ်ဒီလိုဒီလိုပေးဆက်ဆွံ့လို့ခဲ့တယ်ဒီလိုပါဝင်ခဲ့တယ်ဆိုတာသူတို့သိလာတဲ့အခါမှာတောက်လျှောက်လည်းသူတို့နဲ့မြေပြင်မှာတောက်လျှောက်ပေါ့နော်။တောက်လျှောက်ဒီစစ်စင်တွေဖြစ်နေတဲ့အချိန်မှာလည်းဟိုသူတို့နဲ့အနည်းဆုံးနေရာမှာတော့ကျမတို့ကနေပြီးတော့ပေါ့နော်။သူတို့လိုအပ်တာကြီးပံ့ပိုးပြီးလောက်ကန်ပေးတဲ့အခါမှာသူတို့အားပေးတဲ့အခါမှာသူတို့တပည့်သိလာပေါ့နော်။ သိလာတယ်။ဩဒါတွေကငါတို့ခေါင်းဆောင်တင်လိုက်တဲ့ပုံကိုဖြစ်တယ်။တို့ရဲ့စကားတွေကိုတို့နားထောင်ရမယ်။နားခံရမယ်။ကြံပေးတာတွေကိုနားထောင်ရမယ်။လေးလေးစားစားဆက်ဆံရမယ်ဆိုတဲ့ဟာတွေတို့သိလာခဲ့တယ်ပေါ့နော်။အမိပါလိုမျိုးလည်းတို့တလေးတစားဖြစ်လာတယ်ပေါ့နော်။ခေါင်းဆောင်တယောက်အနေနဲ့လည်းပုံပြီးတိမှန်ပြူလာ။တာပန်ကတော့အလိုစင်ခုံမှုတွေတော့ရှိတယ်အခက်အခဲတွေရှိ။အခုတော့တော်တော်လေးတော့အဆင်ပြေသွားပြီပေါ့နော်။ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာမဟိုဆရာမတဲ့ရေပေါ်တော်နေကြောပြောရဲခဲမှာဆိုရင်လေခုနကစီစဉ်ဆောင်ရဲထဲထဲမှာဆိုရင်လေမဟာမိတ်တွေနဲ့ဒီဆက်ဆံရေးဆောင်ရဲရတယ်လို့ပြောရတာရှိရပေါ့နော်ဆိုတော့ဟိုကျွန်တော်သိချင်တာကဒီပြည်သူ့လူမျိုးရေးတမတော် PLA အနေနဲ့ပေါ့နော်ဒီလက်ရှိမှာ NUG အပါဝင်ပေါ့နော်ဒီတိုင်းသား လက်နက်ကန်အဖွဲ့နဲ့ရောမဟာမိတ်ဆက်ဆံရေးကဘလို့ရှိလဲပေါ့နော်ဒါတစ်ချက်တစ်ဆက်သေးပဲပေါ့နော်ဒီအဲ့လိုချိတ်ဆက်ဆောင်ရွက်တဲ့အခါမှာရောဆရာမဒီမဟာမိတ်တွေနဲ့အခက်ခဲရောဘာတွေလဲပေါ့နော်ဒီမိကုန်းနှစ်ခုလေးတစ်ဆက်သေးဖြည့်ချပေးစီလိုပါရဲ့ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ကျမတို့ကငကိုရဲကပြောထားရပေါ့နော်ဒီအဲဒီပုံရံသူပေါ့နော်စစ်အုပ်စုဖက်စစ်စစ်တပ်ကလွဲပြီးတော့သူတို့ကိုဒေါ်လန်တိုက်ခိုက်နေတဲ့အဖွဲ့ဒီအကောင်လုံးကကျမတို့ရဲ့မဟာမိတ်ပဲပေါ့နော် ကျမတို့ကတရားဝင်စာထုတ်ပြီးတော့ဘယ်ဘက်နဲ့မမိတ်ဖြစ်ပါတယ်ဆိုပြီးတော့စိတ်မှန်နေပေါ့နော်စာတွေထုတ်ပြီးတော့အမကြည်ညာတာပဲရှိရပေါ့နော်အကုန်လုံးကကျမတို့ကပုံရံသူစူးစီးပြီးတိုက်မှရမယ်ဆိုတာသိတဲ့အတွက်ကြောင့် NUG ဆိုရင်လည်းကျမတို့မဟာမိတ်ပဲပေါ့နော် MOD NUG လည်းမဟာမိတ်ပဲ KIA မှာလည်းကျမတို့စစ်တင်နန်းတက်ခဲ့တဲ့အခါကျတော့ KIA ကလည်းမဟာမိတ်ပဲပေါ့နော်ဟောကျမတို့ဒီတိုက်ပွဲတွေတွဲတိုက်ဖို့ကြုံရင်အတူတူတွဲတိုက်ဖို့လည်းပြောထားပြီးပေါ့နော် အဲကျမတို့ရဲဘော်တို့လည်းစောင့်ရှောက်ဖို့ကူညီဖို့အဲအဲ့လိုမျိုးပြောထားတယ်ပေါ့နော်။နောက်ဟိုပေါ့ဒီ channel အဖွဲ့ကြီးပေါ့နော်။ဘုံငကားအဖွဲ့ပဲဖြစ်စီပေါ့နော်။ကျမတို့နဲ့ဟိုဒီချီးတွေ့တဲ့အခါမှာတိုက်ပွဲတွေပေါင်းဆက်တိုက်ရမယ်ဆိုရင်ပေါင်းဆက်ပြီးတိုက်မယ်။အဲကြောချင်းကရင်ချင်းအတိုက်မယ်ပြောထားပြီးပြီ။ channel local အဖွဲ့တွေရောပကပတွေရောအကုန်လုံးပေါ့။အဲဒီနောက်ဟိုကကိုကန်နဲ့ကြာလဲကိုကန်နဲ့ပေါ့နော်။စစ်ပညာသင်ပြီးရောအထူးတွဲတိုက်ခဲ့တယ်။အဲမှာလည်းအခုဆိုတော့အောင်းနဲ့ အဲပေါ့နော် DNL နဲ့တွဲပြီးတော့တိုက်တာရှိရဲအတူတူတပ်ပွဲဝင်နေတာရှိရဲတကယ်လို့ကျွန်တော်က AA နဲ့ထိဆက်မယ်ပေါ့နော်အဲနာမတိုက်ပွဲဝင်နေဖြစ်လာမယ်ဆိုရင်လေသူတို့နဲ့တူတူလက်တွဲပြီးတော့ပေါင်းမိတိုင်းမှာပဲမာ KNU နဲ့နှိစက်လာပြီဆိုရင်လေကျွန်တော်က KNU လူနဲ့ပေါင်းပြီးတော့ဟိုချိတ်ဆက်ပြီးတော့တိုက်ပွဲဝင်မှာပဲအဲကြောင့်မို့ကျွန်တော်တို့ကဒီ passive စစ်တပ်ကလွယ်ပြီးကျွန်တော်တို့ကအကောင်ကကျွန်တော်တို့မိတ်ဆွေပဲကျွန်တော်တို့မဟာမိတ်ပဲတူတဲ့ဟာတွေကိုတူတွဲလုံးမယ်မတူတဲ့ကိစ္စတွေပေါ့ မတူတဲ့ကိစ္စတွေဆိုရင်တော့ခွဲပြီးတော့လုပ်မယ်။ဖွဲ့ပြီးလုပ်တယ်ဆိုတာအပြောင်းအလဲပြောင်းရံပဲဖြစ်တာမဟုတ်ဘူး။ကျွန်တော်တို့မိဖက်အနေနဲ့ပေါ့နော်။ကိုတန်ရန်တန်ရန်အလုပ်တွေခွဲလုပ်တာတွေပဲရှိမယ်။ဘုံရန်လူတိုက်တဲ့ခါအတူတူပါပဲ။အဲအဲ့လိုသဘောမျိုးနဲ့လည်းအကောင်ချိဆက်တာပါ။ဟုတ်ကဲ့ဆရာမဒီမြင်းပြမှာဆိုရင်ရောဒီ local pdf တွေနဲ့ရောဟိုဆက်အဲ့လိုတိုက်ပွဲဝင်ရတဲ့အခါမှာဆရာမတို့ပြည်သူလူမျိုးတမပီလေးနဲ့ရောခက်ခဲရောရှိလားမသိဘူးခင်ဗျဟုတ်ကဲ့ပထမဘိုင်းလုံးကပေါ့နော်ဒီပထမတော့ကကျမတို့ကဒီ အဲ KN ရနေတင်းနှင်းဆင်းပြီးတဲ့အခါမှာစကိုင်းကိုကွန်မန်ဒိုတွေရောက်သွားတယ်ရောက်သွားပြီးနောက်ပိုင်းကျတော့အဲကိုကစစ်တီသားမှာကျမတို့လက်နဲ့တီဟိုရဖို့လိုတယ်ပေါ့နော်လက်နဲ့တီရဖို့လိုတော့စစ်ပညာရေးလိုတော့အဲ့ဘက်မှာတက်နေတဲ့ချိန်မှာစကိုင်းမှာလည်းရဖို့တွေကဒီအတိုက်ပွဲတွေဝင်ကြတာရှိရယ် local ဖွဲ့တွေနဲ့အဲအဲ့လိုပေါ့နော် PDF တွေပိုင်းနဲ့အကုန်ပူးတွဲပြီးတိုက်ပွဲဝင်တဲ့အခါမှာအဲကျမတို့ကလည်းခြေကုပ်ယူကစားဆိုတော့နာမည်သိမ်းမထွက်ခြင်းသေးတာလည်းပါတယ်ပေါ့နော် ဒါလို့ဒါဖြစ်မှာဆိုတော့နောက်တစ်ခုကဟို channel အဖွဲ့တွေကလည်းအလို PLA နာမည်ဆိုမထုတ်ချင်တာရှိအမအဖွဲ့ဆက်ဖွဲ့ပို့တွဲတိုက်တယ် PLA လည်းပါတယ်နန်းနန်းကလည်း PLA မှာများတယ်ပါတယ်လူရောပါတယ်များတယ်ဒါမဲ့ PLA နာမည်ကိုမထုတ်ခဲနဲ့ channel ဖွဲ့ကိုဖွဲ့ကိုထုတ်လိုက်တာမျိုးတွေပေါ့ဟုတ်ကဲ့ဒါကြ PLA ကိုဘောင်းမတိုက်ချင်ဘူးလို့အဲအလိုမျိုးတွေပေါ့နော်ရှိတာပေါ့ပေါင်းတိုက်ရင်လည်းကိုယ်နာမည်ကိုဖယ်ထုတ်လိုက်တာမျိုးတွေပေါ့အဲ့လိုရှိရဒါတိတ်တုံညာနှစ်ခုဆက်စင်ရေးမှာတော့မှအဲကျွန်တော်တို့နာမည်တွေအဖြောက်ခံရတာရှိရဒါနောက်ပိုင်းမှာ အဲကျမတို့ကဒါတိမ်မီမှာစစ်မြေပြင်မှာတိုက်တာ PL နဲ့အဲ MND ကဒီကတိုက်တယ်ဒုံမိုင်းတွေပါရတော့ဒီ NUG ဘိုင်းကလောက်တယ်ပေါ့နော်နောက်ပိုင်းစစ်ကူအနေနဲ့ထိုးစစ် နောက်ပိုင်းပေါ့နော်ရက်82ရက်မှာနောက်ပိုင်းထိုးစစ်3ရက်မှာတော့ GNDF ပါလာတယ်အဲဒီ MND ရဲ့စစ်ကူတွေထပ်ပါလာတယ်အဓိကမြေပြင်ထိုးစစ်ကကျမတို့ရဲဘော်တွေ PL နဲ့ MND ပဲပေါ့နော်ဆိုတော့တချို့ကြတော့အဲ့ပုံတွေကျမတို့က logo တွေပိုင်းမတက်တဲ့အခါမှာတချို့ကအဲ့ပုံတွေနဲ့အလူခဏာရှိတယ် ဒါဟို PDF ကတိုက်တာလို့လို့ PDF လေးကတိုက်တာလို့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 ပြီးအလှူလေးခန္ဓာရှိရပေါ့နော်။ဒါ1ဒေါ်လာကြီးရမုံငွေအတွက်အလှူခန္ဓာလူခံလို့ရပါတယ်သူတို့လည်းဒီ drone mine နဲ့မပါဘူး။အဒါပြလေးကရဲဘော်တွေဖြစ်နေလို့မိတွေတောင်းတောင်းထဲတွင်ဟိုတကယ်တိုက်ပွဲလေးနားလို့ပေါ့နော်။အကြည့်တဲ့အခါမှာရဲဘော်တွေလည်းစိတ်ပြောရတာပေါ့အားတက်ရတာပေါ့နော်။အဲတကယ်တက်ဆွန်ကြိုးပမ်းပြီးတော့လုံနေတဲ့ရဲဘော်တွေလည်းဂုံပြူရရောက်တယ်လေအဲ့ချိန်မှာကျွန်တော်တို့ပြည်ရလေးက နာမည်ကမထွက်ဘူးအဲ့လိုပုံမိတာယူသုံးနေရလေအဲ့လိုဖြစ်လာတဲ့အခါကျတော့ကျမတို့ကတေချာရှင်းပြမှရအောင်လေဒီကအလို့ဆိုကြီးလိုကိုတွေပိုင်းနဲ့အဖြစ်စင်တွေတိုက်ပွဲဖြစ်စင်တွေပေါ့နော်တိုက်ပွဲကြောင်းတွေတင်လာတာပေါ့နော်အဲ့လိုအခက်အခဲတွေရှိတယ်အခုတော့တော့ပြန်လေဆိုရင်တော့တော်တော်နော်ဒီသူကလက်ရှိတယ်ဒီမှာလက်ရှိတယ်နောက်မိကလေးလည်းတော့အဲတိလာတယ်နောက်ပြီးတော်တော်လေးပံ့ပိုးပေးတာတယ်ပေါ့နော်အဝိုင်းဝန်းပံ့ပိုးပေးတယ် ခလေးကြရင် PLA မတိုက်တဲ့နေရာမှာတော့မ PLA ပါသလားတိုက်သလားဆိုပြီးတော့လာပြီးတော့သတင်းယူတာရှိရပေါ့နော်မီဒီယာတွေဘိုင်းရနေကျေးဇူးအများကြီးတင်ပါတယ်အဲ့ဘိုင်းလုံးလေးဟုတ်ကဲ့ဟုတ်ကဲ့ဆရာမကျေးဇူးတင်ပါတယ်အခုလို့ပေါ့နော်ဒီမြေမြေကအခက်ခဲလေပြပြပါလို့ကျေးဇူးတင်ပါတယ်ပြည်သူတွေသိအောင်ပေါ့နော်ကျမတို့ဒီ PLC ကအညာမှာပထမဆုံးလေရင်ပြစ်ချနိုင်ခဲ့တယ်ပေါ့နော်အဲ့လေရင်ပြစ်ချနိုင်ခဲ့တာရော ကျွန်တော်မြေပြင်စစ်စင်ရေးအပေါ်ဘလောက်ထိအကျိုးတက်ရွားလဲပေါ့နော်အဲ့ဒါလေးဖြည့်ချားပေးစီလိုပါရဲ့ဆရာမဒီဒီ jet fighter ပေါ့နော်ပြစ်ချလိုက်နိုင်တာကျွန်တော်တို့ဒီအနာမှာလဲဒါပထမဆုံးဖြစ်တယ်ကျွန်တော်တို့ PL ဥမာတက်ဖန်မွေးပါတယ် PL လေးနဲ့လဲနောက်ဝင်ဖြစ်တယ်လဲဖြစ်ပေါ့နော်အဲတမှုဒတာရေအကုန်လုံးလဲဆေးရတက်ကြွကြတယ်ပေါ့နော် အာဒိုးရှိရဲ့လက်နဲ့နဲ့ဒီလိုတေချာချိန်အတွက်ပြစ်ခတ်ရင်ရပါလားဆိုတဲ့အသည့်တွေဝင်သွားတယ်ပေါ့နော်။မာမိတ်တွေမှာလည်းအဲ့လိုအသည့်တွေဝင်သွားတယ်။ဒီသူလူထုတွေကလည်းအင်မတန်ဝမ်းမြောက်ကြတယ်ပေါ့နော်။တန်းနဲ့မာမိတ်စီပုံကလည်း competition တွေလုပ်ကြတာပေါ့နော်။လေးပြကြပါတယ်၊ဂုံယူတယ်ဆိုပြောတဲ့အပေါ်မှာအဲကျမတို့ရဲ့ဘာပဲပြောပြောနိုင်ငံရေးကိစ္စကတဆင်းမြင့်သွားတယ်ပေါ့နော်။တဆင်းမြင့်သွားတယ်၊စီးရောက်နေမြင့်လာတယ်။ဒီမှာအနေနဲ့လိုက်ချင်မှုဆိုတဲ့လူတွေကလည်းအခု ်ဟောပြရလေရိုးရိုးချုံချုံတိုက်နေပါလားလူတို့တော့ကိုအသက်ပေးစားရမှာဆိုလက်ရှိကနေဝင်မလေးဝဲနဲ့တိုက်တယ်ဒီလိုမျိုးရှိတဲ့လက်ထက်နဲ့ပေါ့နော်ကြည့်တယ်လဲလဲနဲ့ရန်သူရဲ့လေရင်ကိုတကယ်ပြစ်ချရခက်တယ်ရန်သူလေးကိုခဏရခါကြတော့လူတို့တွေအကုန်လုံးကလည်းအားတက်လာတာပေါ့နော်အရင်ဆိုလေရင်မြင်ကြောက်ပြီးပုံမယ်ဆိုတာနဲ့အခုလေရင်မြင်လာရင်ငါတို့လည်းတိုက်လို့ရတယ်ဆိုတော့အတိလူတို့တွေမှာဟောပေါ့နော်ဒီအညာရှိတဲ့မာမိတ်တပ်ဖွဲ့တွေရောဗမာပြည်လုံးမှာရှိတဲ့တပ်ဖွဲ့ တဲ့အတွင်းပါလေသူအားစီးပေးလိုက်လို့ပေါ့နော်အားစီးထိုးပေးလိုက်လို့ပြောတယ်တော့ဟိုကောင်းတယ်ပေါ့နော်ကျမတို့အတွက်လည်းဟိုဂုဏ်ယူရတယ်ပေါ့နော်ပို့ပြီးတော့နိုင်ငံရေးစီရေးလုံဆောင်တဲ့အခါမှာအရင်နေတဲ့ပို့ပြီးတော့လွယ်ကူသွားတာပေါ့နော်ရန်တော့ဆို PL ပြောတဲ့စကားတော့နားမထောင်ချင်ဘူးဆိုရင်လာသူတို့ရဲ့ဖြူဟာတွေလည်းကောင်းတယ်အတူတိုက်တယ်ဒီခံညာကြီးတို့ကရှိရနေတာဖြစ်ပြီးပြည်တာမဟုတ်ဘူးဆိုတဲ့ဥစ္စာယုံကြည်မှုတွေလည်းပို့ရတယ်အဲ့ဒါအတွက်ကျမတို့ရှေ့ဆက်ပြီးတိုက်ရမယ်တိုက်ပွဲတွေအတွက်ပေါ့ ရူထောက်ခံမှုရောမာမိတ်ခံမှုရောပြောရရှိတယ်ဟုတ်ကဲ့ပါဆရာမဒီဆရာမတို့ဒီရဘောတော်နေနေကြော်တို့လင်းပြချနိုင်ခဲ့ရတဲ့ပတ်သက်ပြီးရောဗောနော်ဒီ PL ကဒီလိုပြချနိုင်ရတဲ့ပတ်သက်ပြီးစုဖွဲ့စစ်စေးမင်းမြတ်နေရရှိရဲ့လို့ကျွန်တော်ကြားသိရတယ်ခင်ဗျအဲ့တော့ဟိုကျွန်တော်သိချင်တာကလေအဲ့ဒါဘာတွေမင်းမြတ်စုံစမ်းကြရလဲဗောနော်အဲ့မှာဘာရလက်ထွက်လာလဲဆရာမခင်ဗျအဲ့ဒါလေးဖြည့်ကြားပြပါဦးခင်ဗျ ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုးဒီစုံကန်းနဲ့ဆိုတဲ့စာပစာခလာတယ်မဟုတ်ဘူးအဲ့ကဘာဘာကဖားတို့ PDF တို့သူတို့ကလည်းပြစ်ချတယ်ဆိုပြီးတော့အတန်းနေထုတ်ထားတဲ့အပေါ်မှာအဲသူတို့ချင်းချင်းပြန်ပြီးတော့စစ်စစ်ပေါ်လို့လည်းမမြင်နဲ့ပေါ့နော်ကျွန်တော်ဘက်ကတော့လာပြီးတော့ဟိုမင်းများတော့ရှိဘူးဟိုဘေးကနေလှည့်ပြီးတော့မေးတာတော့ရှိမှာပေါ့ကျွန်တော်တို့နဲ့ပေါင်းတဲ့မာမိတ်တွေနောက်ပြည်သူလူထုတွေတော့သူတို့လှည့်ပြီးတော့မေးတာတော့ရှိမှာပေါ့နော်ဒါတိုက်တော့လာမေးတာတော့မရှိဘူး ဒီကတော့သူတက်ဖွဲ့တွေတကယ်ပြစ်ချတာဟုတ်လားမဟုတ်လားဆိုတဲ့ဥစ္စာအော်သူတို့စစ်စစ်ချင်လို့ဒီစာတွေထုတ်ပြီးတော့လုပ်တယ်ပေါ့။ဒါလို့ကဆိုပြီးထုတ်ပြီးတော့အော်ဘယ်လိုဖြစ်လို့ line မော်တွေရောက်သွားလဲတော့မသိဘူးပေါ့နော်။ကျမတို့ကတော့လာမေးတာမရှိဘူး။ကျမကစားပြီးတော့ပြစ်ချတဲ့ကောကအဲဟိုကာဝင်ပေါ့နော်။ဟိုဆရာဥယျမွန်စီကလည်းလှမ်းပြီးတရင်ပို့လဲကျမတို့အဲဒီ jet fighter တိတိဆရာကြီးဆိုကြာလေကျူနေရှင်းမှာဘုံပါတယ်တော့တဲ့။ဆရာကြီးဆိုဝေဆိုးလို့လည်းဘုံပါတယ်ပြောတယ်ပေါ့နော်။ အဖိုးချုပ်တာပေါင်းတို့လည်းဒီလိုပဲ congratulation လုပ်တယ်ပေါ့နော်ဘုကံတွင်မှုတို့လည်းလမ်းပြီးတော့အဲ့လာကမှာ congratulation အကြောင်းပေါ့နော်ပြောတယ်ပေါ့ပြောချတဲ့အခါကျတော့ဒီဆေးကကျွန်တော်စီတော့ဒါတိုင်းမေးမြန်းတာမရှိဘူးသူတို့ရဲ့တပ်ဖွဲ့ဝင်တွေဂျာထဲမှာပဲအဖွဲ့တွေဂျာထဲမှာပဲမေးတာလေးရှိတယ်နောက်ရာလကဘာတွေရလာလဲတော့ကျွန်မတော့မသိဘူးပေါ့နော်ဟုတ်ကဲ့ဒါတော့အဖြစ်တော့ဒီသူတို့အဲ့ဒီဒီမှာတွေလဲ အဲကျွန်မတို့ DPL လေးရဒီအဲပြချလိုက်တယ်ဆိုတော့အောင်းနေကိုအူတဲ့ဒင်းမျိုးတွေသူတို့ထုတ်တာရတော့ရတွေ့ရပေါ့နော်ဟုတ်ကဲ့ဂျန်တဲ့အပိုင်းတွေတော့ကျွန်မတို့အသေးစိတ်မသိဘူးရှင်ဟုတ်ကဲ့ပါဆရာမဒီကျွန်တော်လေဒီပြည်သူ့နှမရေးတက်မလို့အခု PL မှာဆိုရင်လေဟိုလူငယ်အမျိုးသမီးတွေပါဝင်လာတာတွေ့ရပါတယ်ဒီထုတ်ပြန်ချက်ပုံနေမှာဆိုရင်ထက်ထက်ဝင်ပါဝင်တာတွေ့ရတယ်ဆိုတော့သူတို့ရဲ့အခက်အခဲနဲ့စိန်ခေါ်မှုတွေကဘာတွေများဖြစ်မလဲဆရာမအမျိုးသမီးတွေက ဒီမြူးတွန်းလိုင်းရေးမတိုင်ခင်နဲ့ဟွာပေါ့နော်ကျွန်တော်တို့ PL တွေရောက်လာတဲ့မြို့သမီးတွေကမြူးတွန်းလိုင်းရေးမတိုင်ခင်နဲ့ဟွာတချို့ကတမကတွေမှာအလုပ်လုပ်မြို့သမီးတွေပါတယ်ဥမာလုံတမတမကတို့ကျောင်းသားတမကတို့ပေါ့နော်လက်ဝဲလူငယ်တို့အဲ့ဒီအဲ့လိုမျိုးတွေမှာပေါ့အဲလုံလာတဲ့မြို့သမီးတွေလည်းအဲတချို့ကျတော့မြူးတွန်းလိုင်းကြာမှဒီစနိုက်ပဲပြပြီးတော့မှအဲ့ဒီ line နဲ့တူပါလာတဲ့မြို့သမီးတွေလည်းရဲပေါ်မာတွေပေါ့နော်ချို့ကြတော့လေအိမ်အောင်ပေါ့ရောင်ချရှိလို့ လိုက်လာတဲ့လူတွေလည်းရှိအဲတချို့ကြတငယ်ချင်းတွေပေါ့နော်တငယ်ချင်းတွေဆန္ဒပြပေါ်တငယ်ချင်းတွေနဲ့အတူပေါင်းပြီးတော့လိုက်လာတာရှိတယ်အဲ့သူတို့တွေပေါ့နော်ဒီတော်တွေတောင်းနေတဲ့ယောက်ျားသားတွေကြားထဲမှာသူတို့မိန်းကလေးတွေလိုက်လာကြတော်တော်ကိုဆုံးမဆုံးဆောင်မှုအာကြီးတဲ့မိန်းကလေးတွေမှာပဲလိုက်လာနိုင်ပါအဲ့အထူးသဖြင့်ဥမာအိမ်တော်ရှိလို့လိုက်လာရင်တောင်မှဆုံးဆုံးဆာဆာလိုက်လာဖို့ဆိုတာမလွယ်ဘူးပေါ့ဆိုတော့ဒီအမျိုးသမီးတို့ဟိုလေးစားပါတယ်ဒီမှတ်ပြုတယ်ပေါ့နော်ကုံရကုံကြီးတဲ့ အမျိုးသမီးရေအတွက်တွေများလာဖို့လိုတယ်ဘာဆိုကဘာမှာလဲအမျိုးသမီးရအော်50ရာခိုင်နှုန်းအမျိုးသမီးဆိုအမျိုးသမီးသမီးတွေအားလုံးလုံးရောက်ဖို့လဲတိုက်ပွဲဝင်ဖို့မှာအမျိုးသမီးတွေပါဖို့လိုတယ်ပေါ့ဟုတ်ဆိုတော့အဲသူတို့ရဲ့အခက်ခဲတွေကတော့ဘာတွေရှိလဲဆိုတော့အမ်သူကဟိုကပေါ့တန်တန်းလေးပါတက်တဲ့အခါမှာအခက်ခဲတွေပေါ့သူတို့အမျိုးသားတွေလောက်ကြမ်းခိုင်မှုတခါလေးကြာမှရှိတဲ့အခါအမျိုးသားတွေတော့မနှဲလုံနေရတဲ့အလုပ်တွေကိုသူတို့အောင်မြင်အောင်လုပ်ဖို့ဆိုရင်အင်အားတွေနဲ့စားဆိုင်ထုတ်ပြီးလုပ်ရတာမျိုးတွေပေါ့နော် အဲတချို့တင်နန်းတွေမှာပြောစိတ်တုံးလုံးတဲ့စကားတွေကယောက်ျားလေးတွေကိုပဲယူဝဲပြီးပြောတဲ့စကားတွေဆိုမယ်တချို့မိန်းကလေးတွေအတွက်အရန်ချမ်းတဲ့တဲ့စကားမျိုးတွေဖြစ်နေတတ်တယ်ပေါ့နော်ဒါတွေကိုလည်းသူတို့ကြော်လွှားတာပေါ့နော်နောက် တစ်ခုကဒီအမျိုးသမီးကိစ္စတွေဖြစ်လာတဲ့အခါမှာလည်းဒီအမျိုးသားတွေဒါမကြုံရဘူးပေါ့နော်ဒီဒုက္ခမျိုးတွေအမျိုးသမီးတွေကြုံရတယ်ပေါ့နော်သူတို့မှလည်းခက်ခဲတွေအများကြီးရှိရပေါ့အခုတိုက်ပွဲတွေဝင်တဲ့အခါမှာလည်းအများသားပြအမျိုးသားတွေအများကြီးရှိတဲ့တပ်ထဲမှာအမျိုးသမီးတယောက်မြောက်ထဲလိုက်ဖို့ဆိုတာလည်းတော်တော်ခက်ခဲတဲ့ကိစ္စပါ အေးထိုင်စားရတောက်ရအစကျိစားဝိစားတွေအဆုံးပေါ့ဆိုတော့သူတို့အရာတွေပြင်မယ်အရာတွေကိုကျော်လွှားပြီးတိုက်ပွဲတွေလည်းအခုကန်းတောင်တိုက်ပွဲမှာဆိုလည်းမြို့သမီးတွေပါဝင်ပြီးတိုက်တယ်ဒီ drone တပ်ဖွဲ့မှာလည်းမဟာမိတ်ကမြို့သမီးအများကြီးပါတယ်ကျွန်တော်တို့အခုရှေ့တန်းမှာတက်ပြီး position တိုက်တဲ့ထဲမှာလည်းအမျိုးသမီးတွေသူတို့တော့အခက်ခဲရတော့အဲ့လိုပေါ့နော်အမျိုးသမီးတွေဆိုဟုတ်ကဲ့အဲမင်းတို့ပါလို့ရှိရင်ရှုပ်တယ်ရှေ့မှာဆိုလို့ရှိရင်သွားလာတာဥမာ ဟိုအမျိုးသမီးတွေကိုရှေ့တန်းမှာဘာလို့မတိုက်ခိုင်းလဲဆိုတော့တချို့ဟာဒီအမျိုးသမီးတွေပါတဲ့တက်တီဆိုအမျိုးသမီးတက်ပေါ်ဥပမာဆိုရင်ရန်သူတွေကဒီတရင်နဲ့ရတာနဲ့ပြန်မှာဒလမန်တန်တင်းနေလိုက်ပြီးတော့ပိုးတာမျိုးတွေပေါ့နော်အဲအဲ့အားမျိုးတွေပေါ့အာတကယ်လို့အဲ့ဒါဆိုတော့အမျိုးသားတက်ကအမျိုးသမီးတက်ကိုပြန်ကားကိုစောင့်ရှောက်နေရတော့တခါကျရင်တို့ရှေ့ကိုသွားတင်းတော့သွားလို့မရအောင်တို့လူလူကျွတ်ကျွတ်ရှောင်မှန်စုံမှန်ဆိုစုံမရအောင်ပေါ့နော်အမျိုးသမီးတွေကိုပြန်ညာနေရပိုးတော့ကလည်းပတ်တင်တက်မှာလဲအဲ့အားမျိုးရှိအမျိုးသမီးတက်တီဆိုရင် ဒီစကူတတရားအနုရိတ်အာရမအလိုက်တယ်ဒီလိုဖမ်းမိပြီဆိုရင်မတော်မရပြုကျင်တာမတော်မရပြုကျင်တာဒီလောက်ပဲခါကြတော့အဲ့ဒါမျိုးရှိရတော့အဲ့ဒါမလို့အမျိုးသမီးဟိုတတ်တယ်ကိုတောင်းတော့မဖွဲ့တာပေါ့နော်အဲဖွဲ့ရင်လည်းအဲ့လိုပါသူတို့အဲမာနခက်ခဲရှိအမျိုးသားတွေကခက်ခဲရှိအမျိုးသမီးတွေကိုတိတ်ပြီးဟိုတတ်တယ်ခြေတန်းတိုက်စစ်ပြီးတော့မဖြစ်ဘူးဒါမှမဟုတ်တန်းတော့တိုက်ပွဲမှာပါတယ်အရင်တော့ကြော်စားတိုက်ပွဲကြီးနေတယ် အဲ့မိတို့မိမိပါဝင်ပြီးတော့ဟုတ်ကဲ့ပါဆရာမဟိုပါပေါ့နော်ကျွန်တော်နောက်ဆုံးအနေနဲ့ပေါ့ဆရာမရေဒီဗမာပြည်ကွန်မြူနတီပါတီလက်နက်ကင်အဖွဲ့ဆိုတာအခုမှရှိတာမဟုတ်ဘူးပေါ့နော်ဆိုတော့အရင်ကတည်းကရှိခဲ့တဲ့ဒီဗမာပြည်ကွန်မြူနတီပါတီလက်နက်ကင်အဖွဲ့နဲ့အခုအခုမှအခုပေါ့နော်ဒီညွေးတလန်ရေးမှာ ဖြစ်နေတဲ့တနက်ကင်အဖွဲ့ပေါ့နော်ဆိုတော့ဆိုလိုချင်တာဆီမရဲ့ဆီမရဲ့ဘော်ဒေါနီနီကျော်အနေနဲ့ဖြတ်တန်းနိုင်ငံရေးဖြတ်တန်းမှုအတွေ့အကြုံအနေနဲ့ဒီတော်လန်ကြီးအရင်တော့ဖြစ်ခဲ့တော်လန်ကြီးနဲ့အခုနဲ့ဘယ်လိုမျိုးကွာခြားလဲမသိခင်ဗျာဟိုတော့ကလည်းအခုနဲ့ဘာကွာလာလဲဆိုအခုချိန်မှာတော့ကွန်မြူနစ်ပါတီကတပ်ဖန်ရူဖားလာတယ်ဆိုတော့လူတို့ကလည်းအတိမပြူလာတယ်အဲဒီဘုံရသူတိုက်ဖို့ဆိုရင်ကွန်မြူနစ်ပဲဖြစ်စေဖွဲ့စည်းပဲဖြစ်စေလူတို့ကလက်ခံတယ်သူတို့ကိုတကယ်ကွယ်ပေးမ တို့လုံမြောက်ဖို့တိုက်မဲ့အဖွဲ့ဆိုဘယ်သူပဲမဖြစ်လက်ခံမယ်ဆိုတဲ့အခြေအနေပေါ့အများကြီးကောင်းလာတယ်အရင်တော့ဆိုရင်ဟိုဂျပန်ဖက်စစ်တော်လိုင်းကြီးတွေနောက်ပိုင်းမှာအဲကွန်မြူနတီမလုံလာတဲ့အုပ်စုတွေအများကြီးရှိရပါတော့အဲနောက်ရန်သူစစ်ကောင်စီကလည်းအများတန်းမြေမြုပ်ထားတယ်မြေမြုပ်သိညိုတဲ့သဘောပေါ့နော်ပြောမယ်ဆိုရင်ဒါပေမဲ့တော့မြုပ်လို့မရဘူးလျှောက်တော့လုံးနေဆိုတော့အခုချိန်မှာတော့လူလူအားပေးထောက်ခံမှုပြန်ရလာတယ်ပေါ့ ဒီလိုကျွန်မတို့အသေးချာလုပ်တွေလုပ်နိုင်ရတဲ့လူရှိရနေဦးဆောင်ပြီးတိုက်လာနိုင်နေဆိုတော့နောက်မှဘူကြောင်းဆန်းတုံးရနေပေါ့နော်။အာတုံးကဘုံပေါ်မလေးပေါ်ဘူရတားရင်းနေမျိုးကတောင်းဆောင်နေပေးတာလေးအနေနဲ့ပေါ့နော်။လေးချပြီးချက်ပြင်းရမယ်။ရကန်းချိုးဆူကြမယ်။အဲ့လိုဘူကြောင်းတို့တုံးကဖြစ်နေပြန်ချက်လာမယ်လို့အဲ့လိုကျွန်မယုံကြည်တယ်။ညှော်လဲညှော်လဲ အဲ့ဒါကတော့အရင်တော့အရင်ကြားကာလနဲ့အခုနဲ့ကွာခြားချက်တွေပေါ့ကွန်မြူတာတော်လူလူရဲ့စိတ်ခံစားချက်တွေအမြင်ပြောင်းလာပြီးတဖြည်းဖြည်းအဲ့ကြောင့်ကျွန်တော်တို့ကမီဒီယာတွေရဲ့အားကိုလည်းကျိုးစားပေါ့နော်မီဒီယာတွေဟိုရှင်းပြပေးဖို့ကျွန်တော်တို့ရှင်းပြရတဲ့ဘာလူတွေအားကိုများအဲပြင်ပြပေးစီခြင်းပေါ့နော်ဒါမှလူလူအမြင်ရှင်းသွားမယ်ပေါ့နော်အဲ့ဒါအဲ့ဒါကြောင့်မီဒီယာတွေလည်းကျွန်တော်တို့ကရဲဘော်ရဲဘက်လူမျိုးပေါ်ထားပြီးအနေနဲ့ကြိုးစားပါတယ်မီဒီယာတွေ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာမကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ဒီမြစည်းမကိုအချိန်ပေးပြီးတော့အခုလိုဖြည့်ချားပေးရရဲ့ဘော်တော်နင်းကျော်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုလာမင်းနဲ့ဒီကမြစည်းမကိုကျေးဇူးများကြီးတင်ပါဟုတ်ကဲ့ပါဒါကတော့ပြည်သူ့လူမျိုးရေးတက်မတော် PLA ရဲ့အထွေထွေတွင်းရေးမှုဒေါ်နီနီကျော်ကိုမြစည်းမရဲ့တီးတန့်တွေ့ဆုံမေးမြန်းခံမှာမေးမြန်းခဲ့တာဖြစ်ပါတယ်။ကြီးစုနေကြမြစည်းမပြည်သူများအားလုံးပဲ ဖက်စစ်စစ်တဲ့အငယ်ကနေကင်းရှင်းပြီးရန်သူမျိုး၅ပါးအငယ်ကနေကင်းဝေးကြပါစေလို့ဆုမကောင်းတောင်းပေးပါရစေ။နောက်တီးတန်းတွေ့ဆုံမင်းမြန်ကနေမှာပြန်တွေ့ပါမယ်။ကျွန်တော်ခန့်တွေပါခင်ဗျာ။